ားလုံးပဲမင်္ဂလာပါဇိုမီမှကျန်လုံးကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများနားထောင်ကြရအောင်ချင်းပြည်နယ်တီးတိမ်မြို့နယ်တွင်ဘိန်းဆိုင်ပြိုးစီခြင်းနှင့်ဘိန်းခွန်ကောက်ခံမှုများရှိနေသည်ဟုသိရသည်ချင်းပြည်နယ်တီးတိမ်မြို့နယ်ရှိကံငယ်ဗမ်စိန်နှင့်ကျိုးစိန်ကျေးရွာများတွင်အကြမ်းဖက်သမားချင်းလင်ကောင်ဆယ်လက်အောက်ရှိ People Defense Army အဖွဲ့ကဒေသခံပြည်သူများအားဘိန်းဆိုင်ပြိုးစီပြီး အခွန်ကောက်ခံနေကြောင်းမြေပြင်သတင်းရေးမြစ်များမှသိရှိရပါသည်ဒေတာခန့်များ၏ပြောကြားချက်အရ People Defense of Mine အမေရိကန်လက်နက်ကိုင်အဖွဲ့သည်ဒေတာရင်းပြည်သူများအားအနေရမျိုးစုံကြားရောက်စေနိုင်သည့်ဘိန်းဆိုင်ပြိုးရန်တိုက်တွန်းပြီး၎င်းတို့ထံမှဘိန်းခွန်အဖြစ်ငွေကြေးများကောက်ခံနေကြောင်းစုံစမ်းသိရှိရပါသည်ထို့ပြင်ထွေသိမ်ရွာတွင်တွင် People Defense Army အဖွဲ့ကပြည်သူပိုင်ခြံဝင်းများနှင့်ဈေးဆိုင်များမှာ ဟင်းဒီဟင်းရွက်များဆိုင်ပစ္စည်းများကိုကာလတန်ဖိုးပေးခြင်းမရှိဘဲအတင်းအရမသိမ်းယူမှုများလည်းရှိနေကြောင်းသတင်းရရှိပါသည်ဒီလိုလုပ်ရက်တွေကစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်နေတဲ့လက်ရှိအချိန်မှာတင့်လျော်မှုမရှိသလိုပြည်သူတွေရဲ့ထောက်ခံမှုကိုလည်းကျဆင်းစေနိုင်ပါတယ်ခုအမည်မဖော်လိုသောပြည်သူတအူးကပြောကြားသည် CGF ဖွံ့ဖစ်တဲ့အကြောင်းမှတ်ပုံမတင်ပါကကျောင်းဆက်မဖွင့်ဖို့ဖွေးသေးကပြောချင်းပြည်နယ်ဖလန်းမြို့နယ်ရီကော်ဒယ်မြို့အတွင်းရှိ ကိုပိုင်စာတင်ကြောင်းများရ CDF ဝန်ကောင်ဌာနပုံမတင်ပါကကျောင်းဆက်မဖွင့်ဖို့ CDF ဝန်ကောင်ခေါင်းဆောင်တို့ဦးဖြစ်ဝေးသေးကပြောမေလ9ရက်အစည်းအဝေးတွင်ပြောကြားတယ်လို့တင်ရရှိပါသည် မေလ9ရက်တွင် recorder မျိုးအတွင်းရှိ ကိုပိုင်ကျောင်းရှိတဲ့သူတွေကို CDF ဝန်ကောင် Hong Kong People's Organization ကရခိုင်လာဝကယုံတွင်ကျောင်းလိုက်တီးတန့်အစည်းအဝေးခေါ်ရာတွင်ပြောကြားခဲ့တာဖြစ်သည် Chin Sinat တီအိုချောင်းအတင်းတော်ကဖွင့်လှစ်တဲ့ကျောင်းကိုယ်စားလှယ်တဦးကသူတို့စီမှာမှတ်ပုံတင်ဖို့ပြောတော့ကျောင်းကော်မတီနဲ့အရင်ဆွေးနွေးပြီးမှမှတ်ပုံတင်ဖို့မတင်ဖို့ပြန်အကြောင်းကြားမယ်လို့ပြောပါသည်အဲ့ချိန်မှာပွေးသေးကပြောထလာပြီးကျွန်တော်တို့စီမှာမှတ်ပုံမတင်ချင်ကျောင်းဆက်မဖွင့်နဲ့အုံးလို့ပြောပြီးကျွန်တော်တို့လာချိတ်ဆက်ရင်ချင်းလိုင်းဆိုစာကိုတင်လို့ရမလားမေးတော့ပွေးသေးကပြောလိုင်းဆိုစာလဲတင်လို့ရမယ်ခွန်းကောက်စာလဲလိုအပ်တယ်လို့တင်ရမယ်လို့ပြောသည် ၎င်းတို့ကျောင်းဟာ2023ခုနှစ်ကမူကြိုကနေတတိယရန်အထိရှိပြီးကျောင်းသူသားတရကျော်ရှိလို့သိရပါသည် KIO ဥက္ကဋ္ဌဟောင်းဦးလညောဆောင်ခရာပွဲလွန်းကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဟောင်းဦးလညောဆောင်ခရာ88နှစ်သည်ယနေ့နနက်9:15မိနစ်တွင်လူကြီးယောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရပါသည်။ကချင်မျိုးသားကောင်းဆောင်တီးဖြစ်သူဦးရညောဆောင်ခရာသည် 1964တွင်မြန်မာပြည်တွင်စစ်အာဏာရှင်စနစ်ကိုစန့်ကျင်တော်လှန်ရန်ကချင်လွတ်လပ်ရေးအဖွဲ့သို့စတင်ဝင်ရောက်လာခဲ့ပြီး2006မှ2018ဒီဇင်ဘာအထိ KIO ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်ထို့နောက်ပိုင်းကျမ်းမာရေးအရအနားယူခဲ့တော်လဲအကြံပေးအဖြစ်ဆက်လက်ဆောင်ရွက်နေစေဖြစ်သည် ။ကချင်လွတ်လပ်ရေးအဖွဲ့ကို1960ပြည့်နှစ်အောက်တိုဘာတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက်ကချင်လွတ်မြောက်ရေးတပ်မတော် KIAR 1962ခုနှစ် February 9th ဖွဲ့စည်းခဲ့သည်။လရှိစစ်အာဏာသိမ်းကာလတွင်စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးပြည်သူနှင့်အတူရက်တီကຫນွေဥတော်လန်ရေးမှ ပေါက်ဖွားလာသည့်ပြည်သူ့ကာကွယ်ရေးတပ် PDF များအားစစ်တင်တန်းများပေးသလိုစစ်ကောင်စီတပ်ကိုလည်းတိုက်ခိုက်နေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည် ဆော်ရီတို့142ဘီလီယံတန်ဖိုးရှိလက်နက်များအမေရိကန်ရောင်းချမည်။အင်ဖြူရောကထုတ်ပြန်တဲ့တရားဝင်အချက်လက်တွေအရဆော်ရီအာရေဗျနိုင်ငံကိုအမေရိကန်ဒေါ်လာ142ဘီလီယံတန်ဖိုးရှိတဲ့လက်နက်တွေ ရောင်းချဖို့မေလ13ရက်မှာအမေရိကန်ကသဘောတူညီခဲ့ကြောင်း CIA သတင်းမှရေးသားဖော်ပြပါသည်။ ဒါဟာအမေရိကန်က ပြုလုပ်ခဲ့ဘူးသမျှထဲမှာအကြီးမားဆုံးကာကွယ်ရေးပူးပေါင်းဆောင်ရွက်ခြင်းသဘောတူညီချက်တစ်ခုလည်းဖြစ်တယ်လို့ထရန့်ကဆော်ဒီအာရေဗျမြို့တော်ရီးယက်ကိုအလဲပတ်သွားရောက်စင်မှာပြောကြားခဲ့ပါသည်ဒီသဘောတူညီချက်မှာလေကြောင်းနဲ့ဒုံးကျည်ကာကွယ်ရေးစနစ်လေတပ်နဲ့အာကာသနည်းပညာအပြင်ရေကြောင်းလုံခြုံရေးနဲ့ဆက်သွယ်ရေးတို့လည်းပါဝင်တယ်လို့အင်ဖြူရိုကထုတ်ပြန်တဲ့တရားဝင်အချက်အလက်တွေအရသိရပါသည် အမေရိကန်နိုင်ငံသမိုင်းမှာအကြီးမားဆုံးကာကွယ်ရေးပူးပေါင်းဆောင်ရွက်ခြင်းသဘောတူညီချက်ကအမေရိကန်နဲ့ဆော်ဒီအာရေဗျနိုင်ငံအကြားမဟာမိတ်ဖွဲ့မှုကိုပုံမခိုင်မာစေဖို့တိကျရှင်းလင်းတဲ့ဖော်ပြချက်တစ်ခုဖြစ်တယ်လို့လည်းထရန့်ကပြောကြားခဲ့ပါသည်ဆော်ဒီအာရေဗျနိုင်ငံဟာအမေရိကန်စစ်လက်နက်တွေအတွက် အကြီးမားဆုံးဖောက်သည်တဦးဖြစ်ပါတယ်2018ခုနှစ်မှာဒေါ်နယ်ထရန့်က ခမန်းကြီးအမေရိကန်ဒေါ်လာ130ဘီလီယံတန်ဖိုးရှိတဲ့လက်နက်တွေရောင်းဖို့ဆော်ဒီအာရေဗျနိုင်ငံကိုကမ်းလှမ်းခဲ့ဘူးပါသည်အစ္စရေးတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်း80ကျော်သေဆုံးဂါဇာကမ်းမြောင်တလျှောက်အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးပါလက်စတိုင်း80ထက်မနည်းတည်ဆုံးခဲ့ကြောင်းဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေကမေလ14ရက်ကပြောကြားလာတာကိုတည်ရင်းတဲ့သတင်းမှဖော်ပြထားပါသည်။အရှိအလေပိုင်းကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တွားရောက်စဉ်အတွင်းဂါဇာမှာအစ္စရေးရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကပုံမှုပြင်းထန်လာတယ်လို့ဒေသခံတွေကပြောပါရယ်။ ဂါဇာမြောက်ပိုင်းဂျာဘာလီယာဧရိယာရှိနေအိမ်တွေကိုအစ္စရေးကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတေဆုံးသူအများစုဟာအမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်တယ်လို့ဈေးပညာရှင်တွေက ပြောပါသည်မေလ14ရက်နှောင်းပိုင်းကအစ္စရေးစစ်တပ်ဟာဂါဇာမြို့တော်ရှိ ခရိုင်အများပြားမှာနေထိုင်နေတဲ့လူအများပြားကိုဘေးလွတ်ရာရွှေ့ပြောင်းဖို့အမိန့်ထုတ်ပြန်ခဲ့ပြီးထောင်ထဲချီတဲ့ပါလက်စတိုင်းတွေကိုလည်းနေရဲ့စွန့်ခွာကဘေးကင်းရာကိုအမြန်ဆုံးပြောင်းရွှေ့ဖို့ဖိအားပေးခဲ့တယ်လို့သိရပါသည်။ အစ္စရေးစစ်တပ်ကရွှေ့ပြောင်းမှုအမိန့်ပေးပြီးနောက်မကြာခင်မှာပဲအစ္စရေးလေယာဉ်တွေကဂါဇာကပြစ်မှတ်တွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြင့်မြင့်တပ်တွေတွေက ပြောပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe နဲ့ခေါင်းပေါင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်